你爸爸信。Hello，你爸阿信。在等佳雅了。今天在那边演了一我出头的就报道，报价一千六百，在等佳雅了。在等佳雅了。Hello。等佳雅。 คือถ้าจะย้ายอะไรถือเนาะจะย้ายเองคือแต่ว่าถ้าตัวนี้ตัวเราพัฒนาไปจะทำยังไงอ่ะแต่นี้จะย้ายจะย้ายแต่ฉลนเหล่านี้มันคืออะไรจะย้ายเนาะว่าคือมีเตียงกูชีวิตมันยาวเนี่ยว่าล่ะแกเออส่วนใหญ่ที่นี่ไปแล้ว con mi foto. Se quedó chimo con él. Eh. Estoy bien. Sedney. Sama aja kan ni dia utuh dulu dia bawa lot live di kapiapi cintu, no? ကဲအဆိုရင်ဒီနေ့တော့ဆရာမကြီးခင်မင်းရူရဲ့ဝထုတူလေးတပုတ်ကိုဇေယျဖတ်ပြပေးချင်တယ်နော်အဆိုတော့မင်းတစ်ချက်မဖြူရမအောင်ဆိုမအောင်ဆိုရင်ဟုတ်တယ်ကြားရည်နော်အတန်လေးကြားရည်ဟုတ်တယ် မမော်ဒီအဲကဲအဆူရင်ထွက်လိုက်တော့နော်အလူနေတဲ့ဒီတိုင်းပေါ့ live ဖတ်ချင်တယ်အလူနေတယ်ဟုတ်တယ်နော်အဆူတော့ဒီနေ့ဇေကဟိုဟာဆီယမကြီးခင်ရင်ယူရေးတာထားတဲ့ဟိုဒိုသေးချာဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်နော်အဲဒိုသေးချာဒိုသေးချာ ဒေါ်သေးချာတို့ညီမမောင်နှမဟာ sorry ဒေါ်သေးချာဒေါ်သေးချာတို့ညီကိုမောင်နှမအားလုံးပေါင်း9ယောက်ရှိလေသည်ကြံတော်9ယောက်မှာအိမ်အောင်ကြ၍တုံးတိမ်ခွဲ၍သွားကြသည်မှာကြာမြင့်လာကြည့်ပြီထိုအိမ်အောင်ကြသူတို့မှာတာဦးတမီဦးများပြီးအချို့လက်ထပ်ပြီးကြပြီဦးစိန်အုံးနေဒေါ်သေးချာမောင်နှမ2ယောက်သာအိမ်အောင်လည်းမပြုတ်စီပါလေမခွဲ ူတို့ဤကိုယ်လွန်သောဖာခင်ကြီးစစ်ကဲဦးမြင့်ဤအိမ်တွင်နေကြသည်။ကောင်းသောသပင်းများဖြူလာကြပြီမဲ့ကိုကိုကြီးညီမလေးကြီးနဲ့ချစ်စိုးခေါ်သည်ကိုအကြောင်းမသိသူတို့ကပြုံကြသည်။သူတို့အိမ်လေးမှာဝင်ကဘာလန်းနေရှိ၍ခြံဝင်းမှာကျဲသည်။ရန်ကုန်မြို့ထဲနေလေမနီမဝီရှိလာသည်။မိုးလင်းရင်ဒေါ်သေးချာကနှင်းစီပန်းများစင်ချဲပန်းများကိုမာလီအားခူး၍ပေးသည်။ ကရမင်းနီယူစနပန်းများပေါ်ချိန်ဆိုလင်တနည်းဝင်ဝင်မှာကိုကျက်30ရပါသည်ဦးစိန်အိုတောင်းပညာအိုလုံစင်ကပြင်စင်လာကကလည်းရှိသေး၍မောင်နှမနှစ်ယောက်အေးအေးလူလူစားနိုင်ပေသည်ကိုကိုကြီးမြမလေးကြီးနဲ့ချစ်စမူခေါ်တော်လေမောင်နှမနှစ်ယောက်အသွင်မတူကြဦးစိန်အိုသည်နမနှစ်ညနေလမ်းလျှောက်ထွက်သည်ကလွယ်၍အင်းတွင်စာဖတ်ရင်းမြေဆွာရင်း တစ်ပင်ဆိုင်ရင်သာ အချိန်ကုန်တတ်သည်အပြင်ကိုမထွက်တတ်ပေဒိုသေးချာကမူထမင်းချက်နှင့်အတူမင်းရဲ့ချက်ပြုတ်စားတော့ပြီလင်တစ်ခေါက်အပြင်တို့ထွက်လိုက်ရမှမိသားထိုင်သာရှိပေသည်တစ်ခေါက်ထွက်လိုက်ပါလင်လေသတင်းတစ်ခုဖြစ်စီအတင်းတစ်ခုဖြစ်စီပါလာတတ်သည်ဒီနေ့ပူစူးရင်ရောက်ခဲ့တယ်ကိုကိုရဲ့ပူစူးမှာဒိုသေးချာအောက်ဒေါ်လာမီမူရစ်ခဲ့တော့ တမီးကြီးဖြစ်လေသည်ဒေါ်လာမီမှာကွယ်လွန်သွားလိမ့်ပြီတလူတုံးယောက်နဲ့မြင်ရတာမျက်စိရှုပ်လိုက်တာတကယ်လေခင်မနိုင်ခေါင်းမနိုင်နဲ့ဒေါ်သေးချသည်စေဘိုလိတ်တို့ကို ကောက်၍ဖွာရင်းနှခမ်းတလန်ပန်းတလန်ပြော၏အင်ကိုကနှခမ်းမှာပါ၍လန်နေရသည့်အထယ်ယခုလိုပြောသောအခါစွတ်စွတ်ချွန်ချွန်နဲ့ဝူ၍အယုတ်ဆိုးလာသည်သူ့လင်ကိုမမျက်ရင်တက်အမိစသွားဖို့ စ်သားရင်းချက်ပြီးတဲ့။အမလီမမုန်းကဝါဝါရေလုံးပြုတ်ထားတာကြာနေတာပဲ။ဦးစိန်အုံးမှစီးတန်ကြီးခဲရွေးတာနားထောင်နေပြီ။ဘာမှပြန်မပြောဘူး။ Thank you. ပြီးတော့အိတ်ခမ်းတစ်ခုလုံးလေးပြီးတော့အိတ်ခမ်းတစ်ခုလုံးလေးကလေးတေးဆိုရင်းနဲ့အဝတ်ဟောင်းနေနဲ့ပြောင်းနေရတယ်ဘလို့ပဲပုံနေထိုင်နေမသိဘူးသူ့ယောက်ျားယုံတက်သွားရင်လေသူ့ယောက်ျားယုံတက်သွားရင်သူ့ကလေးတွေကိုရခမာကြီးနဲ့ထားခဲ့ပြီးသူ့ဆီယမလူတဲ့အကြောင်းကိုပြေးရပြန်ရောအမလီကျောင်းကအင်းသားနီနီမင်းစပယ်ကျောင်းမူလို့ပေါ့ရောက်ခမကြီးရတယ်ဒီကလေးတွေနဲ့နေရရင်ကဘဝလေးပါလေရှော်ဖို့ကောင်းပါလေ သူစကားကိုရှောင်လိုက်၍ဥစဉ်အုပ်ကပြောစီခြင်းသည်သို့တော်ဥစဉ်အုပ်သည်ဘာမှမပြောသူအတော်မောပုံရမှာပင်မတဲချာအိမ်မှာလည်းအလုံးမမများပဲနေကြီးကြီးလည်းပူစီးတွင်သွားပြီးတလေတိမ်အဝိပူလျှော်ပေးပါလားကွယ်ဟုဝင်ပြောတတ်သည်ထိုအခါတွင်မူဒေါ်သေးချာသည်ဆီလီတိုကိုဆောင်းငနေချလိုက်ခါထထသွားတော့သည်ဥစဉ်အုပ်ကမူပြုံပြုံကြီးနှင့်ဆီလီတောင်မပြတ်ပြီး ်ယခုနှစ်တရင်ကျွတ်တွင်တူတူမများမြင်းများသူတို့နှစ်ယောက်ကိုလာ၍ကြောကြသည်ထိုကြောကြသည့်အထဲတွင် မောင်စိန်ပန်းကိုတနာလှကြည့်ရဟုဒေါ်သေးချာကဖြစ်နေလေသည်ခမင်းစားရင်တစ်ပင်ပြိုးရင်ပင်ကိုကိုရေမောင်စိန်ပန်းကိုမြင်ရတော့မောင်လေးကြုံမျိုးကိုတတိယရဘူးလားရင်ကိုလုံးကိုပေါကသူ့ဘီပုံအတိုင်းပဲစကားပြောတော့ပူးတူနေရဲ့နော်မောင်လေးကအသက်ရှင်နေသူ့သားဒီလိုဖြစ်မှာမဟုတ်ဘူး အမိမရှိအဖေမရှိမှုဥဒနာရပါမောင်စိန်သန်းမှာဒေါ်သေးချာတို့မောင်နှမခုနှစ်ယောက်တွင်အငယ်ဆုံးကျောင်းစီရာဦးကျော်မြင့်မှမွေးခဲ့သောတူဦးရတော်သားဖြစ်လေသည်အဖေရောအမေရောစုံသွား၍မိုးလက်သူတယောက်နှင့်အိမ်အောင်ကြနေလေသည်အခုလိုအရက်တော့ပီတီးနေတာယောက်ကမှအတုံးကြလို့တိလားကိုကိုရဲ့ညီမလေးအားလုံးတိဘာကွယ်ဦးစိန်အုပ်သည်မာလီပေါင်းတင်နေရအနည်းတွင် အလက်ကလထိုင်ကြီးနှင့်ထိုင်ကခေရာသောစေတံကိုချွေ၍နေလိုက်၏သူရောက်ကမာ၏အတိုးကြလို့ပေါ့ပေးချဖြင့်ဒူလေးအတွက်စီချင်းပါလိုက်တာဘလို့အတိုးကြတာလေဟာမင်းချန်လို့စေရို့ရှင်ဘက်တို့အလုတ်အလုံးဦးစီးခိုင်းနေလေမျိုးလေတသိန်းတော့အရင်ထုတ်ပေးတယ်အဲ့ဒါလုံရင်ကတုတ်တုတ်ဆာဆာဖြစ်လာတာပေါ့ဟုတ်သေးတော်ဘူးပေးချရဲ့ ရောက်ကမှာကငွေတပင်းအရင်ထုတ်ပေးတာပဲကျေးဇူးတင်တင်တာပေါ့ဒေါ်သေးချသည်ဥစင်ဟုအယူအဆအတွက်မကျေနပ်ဖိဘယ်ဟုတ်မလဲကိုကိုရဲ့ဒီတွေအရင်ထုတ်ပြီးတော့တိတ်ချောင်းလေးမမြင်ဘူးမမြတ်ဘူးအမျက်အဆုံးရတော့မင်းစင်နဲ့အနေနဲ့အောက်ချစ်လွတ်ပြီးတောက်စားနေတာပေါ့ဟုပြော၏အော်ညီမလေးရဲ့ဥစင်အုပ်ဒီခအုပ်အုပ်ရေးလိုက်၏ခုန်နေတဲ့နှစ်နှစ်ကတည်းက မြမလေးဆုံးဆရာတော်ဖရာယုတ်ကလက်ကိုဖူဖို့ညချန်သွားခဲ့တာဟုတ်တယ်အဲ့ဒီတော့ကကိုကိုမြမလေးပြောပြပူပါတယ်အတိုးနာလာကြီးရဲ့ကိုကိုရဲ့ဇူလာဒူလေးမောင်စိန်ပန်းကိုလောက်ကနေရာနဲ့စင်းရင်းစက်မှာယောက်ခမလုတဲ့လူကခိုင်းထားလို့ဆိုဒေါ်တဲချသည်မြတောင်လေးပုတ်ခတ်ပုတ်ခတ်လှောက်ခါစင်စားသလိုလုံနေ၏တခုလေစင်းသားကြီးကြောင်လေငါသာမောင်စိန်ပန်းယောက်ခမဆိုရင်ဒီလိုမြတသိန်းတမက်ကိုအရင်ထုတ်ပေးမလားဆိုတာ ပြီးတော့မြမလေးအတွေ့ကလာကနှရပင်ခိုင်းတော့လဲနှောင်းတဲ့မြေတပိန်အရင်ထုတ်ပြီးတော့လဲမြောက်တဲ့ကိုစကားကိုစဉ်းစားကြည့်ဦးကိုကိုကဖြင့်ဘယ်လိုဆိုစကားပြောရင်ညာလေးဘက်ကမရှိဘူးဟုတ်ဒေါ်သေးချာကနှုတ်ခမ်းဆူလိုက်၏ဟဲ့ညီမလေးရဲ့မျိုးစကားကဟုတ်မှာမဟုတ်ဘဲကိုဟဲ့ဘယ်နဲ့ဒဇင်းကြီးတော့တော့အပြစ်တင်ရတယ်လေတကယ်ဆိုညီမလေးတော်ရင်ကငါတူ ယောက်ျားမအရင်ထုတ်ပေးထားတဲ့အခိုက်ကိုယ်မီလိုသဘောထားပြီးကြီးပွားတိုးတက်အောင်ဖိဖိစီစီလုံးလို့စုံးမဖို့ပဲရှိပါလေကိုကူတော့တော်ပါရောအခုလေအိမ်အောင်များကြရင်ဒစင်းဘက်ကကြည့်နေမှာမမလေးလို့တေးချောင်ညံ့မှာမဟုတ်ပါဘူးဦးစိန်အုံးမဟဲ့ဟဲ့ပက်ပက်ရီလိုက်ဤအသက်90ကျော်တော့လေဒေါ်သေးချသည်ငငယ်တုန်းကလို့ခြေဆောင်၍နှုတ်ခမ်းထော်ထော်စုပါအိမ်ထဲသို့ဝင်သွားတော့သည်သူတို့နှစ်ယောက်သား အိမ်အောင်မရှိအေဂျင်စွာနေပေမယ်မိမများမောင်များမှာအိမ်အောင်ပြုကြသူများပြီးပြီးတူတူမှများတွင်လေမထက်ရေးကိစ္စခိုးရလိုက်ပြေးကြသောကိစ္စပညာရေးကိစ္စကတော့တူတယောက်ယောက်တွင်ဖြစ်စေတူမတယောက်ယောက်တွင်ဖြစ်စေပေါ်တယ်မြေဖြစ်ပေသည်တေးချာတော့ပါရအောင်မယ်တေးချာတော့ပါရအောင်မယ်မင်္ဂလာဆောင်ကိစ္စတစ်ခုခုအတိတ်အိယာခန္ဓာချို့ဖို့ဖြစ်စေ အကျွေးမွေးအတွက်စီစဉ်ရန်ဖြစ်စေအဆွေအမျိုးတွေကတယောက်ယောက်ကခေါ်လင်းဒေါ်သေးချာကအထက်ကအတိုင်းခရင်ကြီးဆိုကရေရွက်ခါဖြင့်လိုက်ပါသွားတတ်သည်ပြန်လာလင်းလေဘယ်တော့မှအေးအေးစီစီမရှိပြီအန်အိုးပါရဲ့ကိုကိုရဲ့မြမလေးကအင်္ဂလန်လင်းပင်လင်းစာကိုချက်လုံးချုပ်ဖို့အကြံပေးတာမတတ်နိုင်ဘူးတဲ့လေချက်လုံးတလုံးကောင်းကောင်းမဝေနိုင်ဘူးနဲ့များရက်ထပ်ပိုကိစ္စမစီစဉ်မှနဲ့တော့ ခေါင်းအုံစုကလည်းခေါ်တော်ကလာခေါင်းအုံစုကြာနေတာပဲအဲယောင်စုံနဲ့ထိညီမလေးတို့များတော့ဒါမျိုးမတုံးသေးဘူးဟေးပေးချာရဲ့သူ့အိုးနဲ့သူ့ဆံပေါ့တိတ်ုံဖြစ်လဲပေးရပဲသူငယ်ကလေးကတော့အလုတ်ကန်ရှိမဟုတ်လားရှိပါတယ်ကိုကိုကနေရလိုက်တာအမျိုးလေးမှာကိုကိုအကြီးဆုံးတကယ်ဆိုဒီလက်ထက်ပွဲကိစ္စဘလို့လဲပါလဲဝင်းလေးမှုကောင်းနေယောက်ျားလေးဘက်ကတပြားမှတင်မတောင်းဘူးလေလက်ထက်သူ့မှာ တို့ညီမဒေါ်လာမီအောင်တို့ချွေဤသမီးအကြီးမီဖြစ်လေသည်ဟဲ့တို့ဘာမချွေတို့ကကောင်းနေတယ်လို့စီစဉ်ပြီးပါငါဘာဝင်ပါရမလဲမသေးချာရေအိုးငါလို့တော့စူပစ်ခဲ့တယ်နောက်တနေ့တို့တို့ချွေရောက်လာသည်တို့ချွေသည်မင်းကချင်းအောင်ကိစ္စတို့သေးချာစိတ်ဆိုးသွားဟန်တူ၍လာချောပုံရ၏တို့သေးချာကိုအေခန်းတွင်မတွေ့ရပေဦးစိန်အိုးတယောက်သေးသော စာဖတ်နေသည်ဟောမချွေးပါလားလာထိုင်ဟိမင်္ဂလာဆောင်ဘုန်းကြီးလေရှေ့ဘက်ထဲမှာကိုကိုဒါနဲ့မမပဲရောရှိပါတယ်မိဘူထဲမှာဒါနဲ့မတဲရမို့နေသမီးလက်ထပ်ပွဲကိုဝင်ပါရောက်ကောင်းလားလို့ရန်တွေ့နေတယ်မတဲပြောတော့သူရိဘကဘာမှတင်မတောင်းဘူးဆိုပါလားတော်တော်ချွေးမှာမင်းကအနေငယ်မကောင်းတယ်လို့ဖြစ်သွား၏ကိုကိုရင်းမလို့ပြောရအောင်မင်းဘလောက်တင်တောင်းမှာ ဘာလို့တင်တောင်းမှပြောဖို့နေနေတာတာကိုကိုရင်ဖြစ်အောင်မနေလို့နေရတာဘာဖြစ်လို့ကိုတမီးကပေါ်သွားနေတာမင်းမြန်အုံမိအောင်ပြန်ထင့်ပြီးမင်းလောက်ဆောင်ဖြစ်အောင်လုပ်ရတယ်ကိုကိုတို့လူမျိုးအပြူကြီးတွေအဖို့ဒီကိစ္စတွေကတမီးရိုးကြထုံးစံလူမျိုးမှုစင်နေတာတိနေတာတမီးမင်းကလေးမျိုးကအဖြစ်နေရမင်းစင်ကြီးကြရတာဟေးအေးငါလေးစိုးနေတာတော်ချွေးမှာတော်တဲချာရှိရာမိဖို့ဘက်တို့လှည့်ကြည့်ရမှာ ဘယ်ရင်ပင်များတင်တော့အိယာခန္ဓာလည်းပဲအမျိုးအစမှာကြိုက်တာဒါတွေမလုပ်ရင်မပေးစားနိုင်ဘူးလို့ပြောဖို့နေနေတာတာမပေးစားရင်ဒုတိယအကြိမ်လိုက်ပြီးမှအရှက်မကကိုယ်မှာဒီတော့ကျွန်မအနေနဲ့ဖဖေရဲ့အကုန်လုံးစက်ကဲကြီးကြီးအရှင်ဆိုတာလည်းထိမိအောင်အဲ့ခံပွက်လေးတပတ်ရရလုပ်ပြီးအိယာခန္ဓာတော့အများဆုံးနှစ်ထည့်လောက်နဲ့ဒီပုံလေးချက်လောင်းလောက်နဲ့တော့ပြီးအောင်လုပ်ရတာတော်သေးချာမိဖို့တွေကထွက်လာသည့်အတွက် ော်တော်ချွေးမှစကားစဖြက်လိုက်သည်ဟောမမတဲတခါလိုက်လိုက်ခဲ့ပါဆမ်းမှာအကျိုးမျိုးတွေစီစဉ်ရအောင်ဒေါ်သေးချကသူ့ကိုယခုလိုဦးတည်ရင်ကျင်နေသည်ငါတို့စင်တာတိပါပြီစီနော်စစ်ကဲကြီးကြီးလုတ်ပြီးစင်တာတိဧည့်တွေကိုမကျိုးနိုင်ဘူးဆိုရင်တော့မဖြစ်ဘူးတော်တော်ချွေးမှဘာမှပြန်မဖြေတော့လေဦးစင်အုပ်ကမူခေါင်းတငင်းကြီးနဲ့မြမနှစ်ယောက်ကိုကြီးကပြုံးနေလေသည် ထိုနေ့ညနေတွင်မူတစ်ဖက်ချံမှလာသောပညာဝင်ကတော်မုဆိုးမကြီးတင်တင်နှင့်ဒေါ်သေးချာစကားလက်ဆုံးကြားနေလေသည်သူစကားလုံးများမှမူကဆွေမျိုးတို့ဤတာကြီးနာရေးကိစ္စများတွင်မိမပါလင်မပြီးကြောင်းအားလုံးကိုလောက်ပါဆောင်ရွက်ရ၍ညီ၍လာကြောင်းများကိုအတန်ကျကျနှင့်ပြောနေတော်သည်ထိုနှင့်ညွေဦးပေါင်းတွင်မူတော်တော်ချွေအောင်မောင်ငယ်ဖြစ်သူကုမ္ပဏီပိုင်ရှင်ဦးမင်းအောင်တို့လင်မယား သူတို့အိမ်ရောက်လာလိမ့်ဤလာတော့ကိစ္စမှာထုံစံအတိုင်းသူတို့သားဦးကိုမြို့တော်ခမ်းမတွင်လက်ထက်မိအကြောင်း လာရောက်တတိပီးကြခြင်းဖြစ်သည်အေးရခန္ဓာကရောဘယ်လိုစီစဉ်တလဲတော်သေးချသည်မိကုံမေးလိုက်ဤရောင်းမှဖြစ်သူကဤပြစ်စာပင်ဖြစ်ဤကရင်တို့အိမ်အောင်ပရိဘောကတော့ဘုံဘီဘမကမှာလေကျွန်တော်မှုရကတော့ယူမှာပဲမာချုပ်တယ်မမတဲ့อืมๆကောင်းတာပေါ့လေတော်သေးချဤအင်းနဲ့ အတိပေအတော်ပါသည်ကို အကူဖြစ်သူဦးစိန်အုပ်တယောက်သာသဘောပေါက်နားလေလေသည်မောင်ငယ်နှင့်ရောက်မှပြန်သွားသွားခြင်းမီဒေါ်သေးချာစခန်းထတော်ဤကြည်စန်းကို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 ကလေညီမလေးပြောရင်ညီမလေးအဆူဆိုးနေခုကြည်စန်းတူတယောက်လုံးမင်္ဂလာဆောင်တဲ့ကိစ္စတေးချာကိုကြိုတင်ပြီးဘာမှအတိမပေးကြဘူးစင်စစ်တော့ဘဲချင်းအောင်ကိုဘဲမှာချိုး၍ဘဲကလေးဘဲမှာဝယ်ရမည်ဘူး သူ့အားဆရာတင်စေခြင်းသည်ခုပွဲတွင်သူမပါလိုက်ရပဲပြီးအောင်ဆောင်ရွက်လိုက်ကြခြင်းမှာနောင်ငယ်ဦးမင်းအောင်နှင့်ရောင်မားတို့သူ့ကိုစော်ကားကြခြင်းပေသည်အပွေပွေနှွေးလာခဲ့သောသူ့အားဘာမှမတိုင်မြင်ကြသည်မှာဆွေမျိုးတို့အုပ်စုဘုံဘုံအလဲတွင်သူ့ပိတ်ခါကိုကြာစေခြင်းဖြစ်ပေသည်ဘာဆိုဘာမှမသိရဘူးတကယ်ဆိုကိုကိုမင်းမလေးကမမခုနှစ်ယောက်ထဲမှာအကြီးဆုံးမလား ဒါဟိုတမင်းမလက်ချက်တွေလူကမင်းအောင်ကိုကျိုးဆိုးလို့တာအမကိုလာမတိုင်မရတာပေါ့ရောင်းမပီပီတော့တော့ကိုရုတ်တယ်ဒီလက်ချက်ပွဲတော့လားပြီးကံဒီမှာပေါ့ပြမယ်ဦးစိန်အုပ်ဒီစီးတန်ခဲကပြုံးပြန်လိမ့်ဤအတန်ကြာနာညီလာမပြီ channel တို့ဆင်းလာတော့ဤမင်္ဂလာကိစ္စမှာတခန်တနာစီစီပပင်ပီစီခဲ့ဤဆွေမျိုးများသူတို့ပီပီတာမှုပြီးပြန်တော့လဲနာမှုပေါ်လာပြန်ပြီ မောင်နှမခုနှစ်ယောက်မှာဦးစိန်အိုဒေါ်သေးချာဒေါ်လာမီဒေါ်ချွေးဦးမင်းအောင်ဒေါ်ကင်းနဲ့ကိုယ်လွန်သွားပြီဖြစ်တော့ဦးကျော်မင်းဖြစ်၏ဦးမင်းအောင်မှာတော်ဦးမင်္ဂလာဆောင်ပြီးဇနီးဖြစ်သူဒေါ်ခင်ခင်ဝင်းမှာကောင်းစွာမမမကြံဖြစ်လာသည်လက်ထပ်ပေးသူတော်ဦးမလွေ၍ကြံကလေးများမှာမင်းကလေး၅ယောက်ဖြစ်၏အငယ်ဆုံးမင်းကလေးမှာမြို့ခွဲကားစားပင်ရှိပေသေးသည်ယောဂအခြေအနေဆိုးလာ၍ ်မစိန်အိုယုံဒေါ်သေးချပါခဏခဏသွားကြည့်ကြသည်ဒေါ်ခင်ခင်ဝင်းအားစီယုံတင်းတင်းတွင်ဦးမင်းအောင်အောင်နှမဒေါ်ကေကရမဤကလေးများကိုညီအိမ်ညနေလာရောက်ပြုစုဆောင်ရှောက်ပေးပေးသည်ဒေါ်ကေမှာသူစီပါသူစားစားနေသူမိုးဆိုးမှသားတယောက်အမိဖြစ်သည်ပါမှာအိမ်အောင်ကြသွားတော့လေဒေါ်ကေမှာဆရာမကြီးလို့၍တူလာကနဲ့သူနေပေးသည်ဒေါ်ခင်ခင်ဝင်းမှာ ဆရာဝန်များလက်လျှော့လိုက်ပြီးဖြစ်၍အင်ကိုပြန်သေးလာကြသည်။ဒေါ်ကဲသည်ခွင့်ယူကမိဘတဲတွင်လည်းကလေးများစားတော့ဖို့စီစဉ်ချက်ပြုတ်ရုံမက ရောင်းမဖြစ်သူကိုမြင်အိပ်ပြခံကပြုစု၏။ဆရာမအနာတွင်ရှိပေမဲ့သူကိုယ်တိုင်ဆောင်ရွက်ကြည့်၏။နောက်တစ်ပတ်အတွင်မှပင်ဒေါ်ခင်ဝင်းကြွယ်လွန်ခဲ့သည်။ထိုတွင်မှဒေါ်သေးချာတို့မောင်နှမနှစ်ယောက်အိမ်သို့ရောက်လာသည်။ဦးစိန်ဦးသည် အတော်ပင်စိတ်မချမ်းမြေဖြစ်သွားလေ၏။ အပေကြောင့်ဆိုတော့မြေဖြစ်သူဦးမင်းအောင်မှာစီမံရှိသူပြီးပြီးအငယ်အနှောင်းနဲ့ထပ်ပွေနေရသည့်အချိန်ကြံကလေးများမှာအပြိုပေါက်မင်းကလေးများနဲ့မြို့ခွေးကားသာလူမမဲဖြစ်တော့ကြောင့်စိတ်ပူခြင်းဖြစ်လေသည်ပတ်စံရှိတိုင်းလဲအိမ်တော်စုတစုဤအုပ်ချုပ်မှုမှာအစဉ်ပြေဖို့ခေရင်တက်လေသည်ကဲလီခုတော့ဘယ်နဲ့လို့ကြမလို့တော်သေးချာသည်နံမင်းနဲ့လိုက်အောင်ပင်ခက်သေးသေးဟင်ငိုးကအခန်းထဲမှထွက်လာ၏ ကိုကိုရင်းကြီးအချိုးကိုကိုကိုတိတယ်မဟုတ်လားမင်းမရှိတော့ကတော့အိမ်သိကတ်တာမဟုတ်ဘူးခုပုံဆိုရင်တာဆိုးနေတူမာလေးတွေကအယောရောက်ခါစအကုတ်မရှိပဲပြက်ကုန်ပါအမလေးပူလိုက်တာကိုကိုရဲ့ဒီလိုပုံသာဆိုရင်တူမာလေးတွေကိုတမားလာကြည့်ရဲ့ကဲတမားလာပြီပူလာပြီခဏထောင်းအတူပါရင်တော့ကြအောင်စို့မောင်နှမနှစ်ယောက်ရောက်သွားခြင်းနဲ့ဥစင်ဥတီအကိုအကြီးဆုံးဖြစ်ပြီး ကောင်းရင်းတွင်ထိုင်၍ဧည့်သည်များကိုဧကန်သာစကားပြောနေသည်ဒိုသေးချာမမူတပြင်းကြီးတဟင်ဟင်းနှင့်ဖြစ်နေ၏မျိုးလုံးများကလည်းရေရေနီနေ၏ဧည့်သည်များကလည်းကောင်းကောင်းစကားမပြောနိုင်ပေဒူမာလီများကတယောက်ပြီးတယောက်ကြိုတက်လိုက်ကောင်းတက်လိုက်တမန်လာကြီးရဲ့နှင့်တပြေတောက်တောက်ဖြစ်နေလေသည်မိမဒေါ်ကဲကချက်ပြုတ်ပြီး၍ထမင်းစားဝဲဖြင့်ကျိုးတော်လေဒိုသေးချာမထမင်းမစားနိုင်ပေ ်အပေါ်ပါကိစ္စပြီးတော့ညင်းတွင်ဆွေမျိုးမနာဆုံးကြီးတိုင်ပင်ကြသည်ဦးစိန်အုပ်ကမူသူ့ညီဦးမင်းအောင်မှာမကြမတင်ဆိုသလိုနောက်တယောက်ယူမီမှာတည်ကြ၍အထွေအထူးလည်းမပူလာပေအရွယ်ရောက်စနဲ့အရွယ်မရောက်တယောက်ဒူမာလီများအတွက်သာပူ၏လက်ထက်သောသောသူကြီးမှလည်းဇနီးအိမ်တို့ပါသွားပြန်သည်မမပဲဖြစ်စေချင်တာကတော့ဒေါ်သေးချသည်စကားဆလိုက်၏။ဦးမင်းအောင်ကအစ တမလီများပါဒေါ်သေးချာကိုစုံစိုက်ကြည့်နေ၏ခင်ဆူရောင်တို့အားလုံးအန်တီသေးတို့အိမ်မှာလိုက်နေပါလားအန်တီသေးတို့အိမ်မှာဗာကြီးစင်အောင်နဲ့အန်တီသေးမျိုးတွေရှိတာကလေးများအားလုံးဒီဒေါ်သေးချာကိုကြည်နေရမှအဖေဖြစ်သူဦးမင်းအောင်မျက်နှာနဲ့ဒေါ်လေးကမျက်နှာကိုသာတလဲစီပြောင်းကြည့်ကြသည်သူတို့အမူအရာများမှာလိုက်တော်လိုကြရင်မပေါ်ပြီအကြည့်ဆုံးသူမှာခင်ဆူအောင်ကတပြင်းတခြားခြားဖြစ်နေ၏ ဦးစင်ဦးကတော့ဇေဒံကြီးကိုခေမြေခေကအခြေအနေကိုစောင့်ကြည့်နေပုံရ၏။မင်းကလေးတွေဆိုတော့အခုအထင်ကောက်မှာကဲတူမကြီးတို့ပါရောရိုက်နိုင်မဟုတ်လား။ကလေးများသည်တူမေကုန်းကိုမဖြေတူမေနာကိုလည်းမကြည့်ဒေါ်လေးဖြစ်သူဒေါ်ကဲမျက်နာကိုသာကြွကြည့်ကြွကြည့်လုံနေ၏။အတန်ကြာ၍ဘဒုထံကမှစကားတစုံတစထွက်မလာသောအခါဒေါ်သေးချသည် စိတ်တူလာပြန်၏။မောင်မင်းအောင် မင်းကအဖေကြီးကွဲ့မင်းမတော်ကလေးလေမင်းကရှင်းရှင်းပြပြကလေးတွေကိုလမ်းကြိုက်ပေးမှာပေါ့ခွန်မင်းအောင်ဒီတပြင်းချလိုက်ပြီးကလေးတွေစိတ်ပါမှာဖြစ်စီခြင်းနဲ့သူတို့စိတ်ကိုပဲမြင့်ကြည့်ပေါ့အငယ်ဆုံးကလေးမှာဒေါ်ကေးပေါံပေါ်တင်ထားရမှာဒေါ်ကေးလေဘင်းကိုတိုင်၍ဖက်ထားလိုက်၏ကဲခင်ဆွေအောင်မတူမကြီးကအကြီးဆုံးအန်တီတိုးဝင်နေအတူလိုက်နေမှာမဟုတ်လားခင်ဆွေအောင်ဒီ ေါ်သေးချာမျက်နာကိုကြည့်၍စကားပြန်ပြောရမည်အစားဒေါ်လေးကမျက်နာကိုသာကြည့်၍ဖြစ်၏ဆူဆူတို့ဒီမှာပဲနေပါရစေဒေါ်လေးကလည်းမဆိုးမှသူ့သားကလည်းအိမ်အောင်နဲ့ခွေးနေတော့ဒေါ်လေးကဆူဆူတို့အိမ်မှာလာနေပေါ့ခင်ဆွေအောင်မှာဒီလောက်ပင်အဖြေပေးလိုက်၏ဒေါ်သေးချာသည်ပြုံးနေထိုင်ရာမှထကဆောင်ဆောင်နဲ့အိမ်ပေါ်မှဆင်းသွားတော့၏ဦးစိန်အောင်မှပြုံးနေပြန်သည် ။ဘာကြီးစင်တို့တို့အိမ်မှာမနေရင်တော့မဟုတ်ပါဘူး။ဖြစ်ဆိုရောင်းဒီဦးစိန်အုပ်ကိုတနာတော်မျိုးလုံးနဲ့လှမ်းကြည့်ရင်ဆက်ပြော၏။မနားလေပါလေကွာ။မင်းတို့ဘာသာနေဖြစ်လဲပြီးတာပါပဲ။ဒုမာသာဝိတရားရှိတဲ့အတိုင်းအကူအညီလိုရင်ပေးဖို့အစီအမရှိတဲ့အကြောင်းပြပြရတာပါ။ကဲကဲတောင်းမယ်။ဦးစိန်အုပ်ဒီအီဆေးစွာပင်ပြန်သွား၏။အင်းရောင်လီနှမတော်သေးချာကိုမျက်ရည်ဆက်လက်နဲ့တွေ့ရသည်။သူမျက်ရည်များသည့ ဤကိုယ်၍ကြာသောမျက်ရည်မဟုဒေါသထံသောကြောင့်ကြာသောမျက်ရည်များဖြစ်ဟန်သူသည်ကိုကိုဘင်းလုံးလုံးလေးဒီလိုသာထိုင်ခေစီအောင်လို့ပစ္စည်းကုန်မှာအဖေကလည်းအိမ်မကက်ကိုကိုမိမမိကင်းဆိုတာကရောစီကန်းကလန်နာရှိတဲ့မိမမဟုတ်လူပီပြီးကလေးကစိတ်လိနေတာပြီးတော့ကလေးတွေကိုအလိုလိုက်ပါတဲ့ပြည့်ခင်ခင်ဝင်းဘက်ကအမျိုးတွေကိုဝင်ချေတော့ကြအောင်လေဦးစိန်ဦးတီအေကန်စူပါဘောတွင် ကြကြနာနာထိုင်တာစေတံခရင်ဒေါ်သေးချစကားကိုနားထောင်နေ၏မမလေးနဲ့ဆိုရင်သူတို့ကိုစင်းရဲ့ကံနဲ့ထားမှာဆိုတော့ကလေးတွေကကြောက်ကြတယ်လေကလေးတွေစိတ်တဘောကိုအပြစ်မတင်ချင်ပါဘူးဒီမီးအောင်နဲ့မိခဲ့ကစကားတလုံးမှဝန်မပြောတာအဲ့မှာရင်စကားအမြင်မပြတ်အောင်ပြောမိရင်ကစားဒေါ်သေးချအဖို့မိုးပုံမရပြီကဲမိသေးချမမေးဘူးလားဦးစိန်အုပ်ကမခေါ်စဘူး မိသေးချာကိုခေါ်လိုက်၍တော်သေးချာသည်မျက်လုံးပြူသွား၏ငါအခုစကားကိုပထမဆုံးနဲ့နောက်ဆုံးနဲ့မင်းကိုပြောမယ်ကိုကောမင်းငါတို့နည်းနည်းလေးတွေးလေလားဆက်ဆက်ကဖြစ်လာတော့တော်သေးချာကိုဥစဉ်ဥတည်လက်ကပြလိုက်ရင်ထိုင်ထိုင်မင်းနားထောင်စမ်းမင်းဟာတော်တော်အမှုရှိအမှုရှာတဲ့မင်းမမင်းကြည့်ကြည့်နေတယ်အမျိုးတွေကိစ္စတိုင်းနိုင်ငံရေးကိစ္စတွေမှာနင်မပါရရင် အမလေးသူ့ကိုလူရောမပြေးလို့လေအပြစ်မပြေးဘူးလို့နဲ့တပြစ်တောက်တော့လူရောတွန့်ပြီးမိကိုပွဲထုတ်ရင်လေအေးအေးဆေးဆေးပြီးပြက်အောင်မမလုပ်တတ်မင်းကလာဆောင်နှုတ်ကငါမှတ်ထားတယ်ရှင်တော်နှစ်ပင်လင်းရပြန်ပြီသုံးပင်လင်းရပြန်ပြီယောက်ျားကငွေတင်တန်းကလေးမတန်းကလေးနဲ့မင်းမစကားရှုတ်တာပဲတော်တဲချသည်ရှိုက်ကြီးတငယ်ငိုလေးပြီစုံတန်းကိစ္စတုန်းကလေရောက်ခမငွေရင်းထုတ်မပေးတော့လေ ။မင်းတို့ကိုနှိမ်နေလို့နင်းနေပြော။မင်းတို့ပြီးတော့လဲဖြစ်စည်းတယ်လို့နင်းနေပြော။မင်းစကားနဲ့နင်းစင်ပေါ့ကြည့်ကန်။အဖေသေးချာတူလေးကိုချစ်လို့ပြောတာပါ။တော်သေးချာကမင်းရဲ့တုံရင်ဝင်ပြောသည်။မင်းနဲ့နောက်ထန်စမ်းစို့။ဦးစိန်အုပ်ကအချက်ငေါက်လိုက်ပြီ။ဘယ်ဦးလေးပဲအတော်မဆိုးမင်းလိုပဲတူတော့ဘောစေတနာမြတ်တာထားတာပဲ။ငါတယောက်ထဲပါတာတကယ်ချစ်တယ်လို့မြို့ကိုနေထင်းနေတာ။ တကယ်တော့တော့ချမင်းဟာပစက်ကြီးပဲဘာပြောလဲအခုကြည့်လေမင်းတို့မိမခင်ခင်နဲ့ဆုံးသွားပြီဒီကလေးတွေနင်းနေဘာလို့လိုက်မနေလဲသိလားတော်သေးချသည်မျိုးလုံးပြူကြီးနဲ့စိုက်ကြီးနေ၏ဘယ်နှခါများရောင်းမနဲ့တူလေးတွေကိုချစ်လာကြည့်ရဲ့ဆိုပြီးမမတို့ကအေးအေးပြခံပြီးရောင်းမကိုမင်းဘယ်နှညတော့ပြူစုတယ်လဲအဒီကလေးတွေကိုလည်းလက်ကြိုတင်းအောင်ထမင်းတလုံးချက်ပြူပြီးတလားပြောစမ်း ပဇက်ကဖြင့်ချလကြီးရဲလေးတမလကြီးရဲလေးနဲ့ကလေးတွေကတိကထာနီတလခံပြီးတလားဒေါ်သေးချငြိမ်ကြလာ၏မိခဲ့ရမဆိုးမသူ့ငွေသူရှာစားနေရတဲ့ကြားထဲကအလုတ်ပြက်ခံကျောင်းမမမလေးပြုစုကလေးတွေကိုလည်းကိုယ်တိုင်ချက်ပြုတ်ကျူးကြီးကတိကထာခံနေရလင်းမချုပ်လာမတော့ဘူးကလေးတွေကလည်းလူတွေပဲသူတို့အပေါ်ကတိကထာခံနေမိခင်းနေတာအတူကြီးနေတာပေါ့ ူတို့တွေဆွေမျိုးတွေအောက်ဘုခံအကြီးညိုခံဖြစ်ချင်ရတာလေအော်သူများအကြီးညိုခံအချစ်ခံရအောင်မင်းရောခါစီအနှစ်မှာခံတဲ့အရေးချင်းများရှိပြီလို့ပါငါနာကြတင်းကပ်လာပြီနောင်ကိုများလေကိုပဲအင်းကတင်တင်လာလေဆွေမျိုးတွေတာရင်းလာရင်ကျမမပါမပြီးလို့မိုးတွေပါတယ်ပြေးတယ်ကြရင်မင်းကအော်အော်ပဲမပါရတဲ့အခါကြလို့ရှိရင်လေတဲချာကိုလူရမတွင်းဘူးလို့ပြောရင်မင်းကပဲရက်တူတူမရေမောင်းလေး မမတွေကိုချက်လာကြည့်တမားလာကြည့်ဆိုရင်ငုံကိုယ်တိုင်တော့ခမဟင်းချက်ပြုတ်ပြည့်စုံကျူးရတော့မိမဘာအလုပ်မှလည်းရှိတာမဟုတ်ကိုယ်တိုင်စွာကိုရှာစားနေရတာလည်းမဟုတ်ဘေးချာမင်းဟာနာမည်အတိုင်းနဲ့ပေလေပေးတယ်ချာလဲချာတော့တယ်အမေကိုကိုကပြောပေါ့ညီမလေးကတော့ကလေးလေးကိုကူညီချင်တာဒီလေအကူကြီးဆိုတာလာတော့ခင်တော့ပေးပေါ့ သူများကကို့အဖို့ညီမလို့ခြင်းတို့စကားတဲ့တောင်ထဲ့မပြောခြင်းတော့မင်းကကိုင်းချင်နာကြီးရဲ့နဲ့ဖြက်ဖြက်လင်းနေအဲ့ဒါပေးတယ်ပူတယ်ခေါ်တယ်ပေးချရဲ့ကိုစိန်အုပ်ဒီရခုတခါဒေါသအလွန်ဖြစ်လာပြီးထင်သည်လက်ထဲမှစေတံကိုပင်အဝေးတို့ဖြန့်ပြလိုက်သည်နောက်အခါတွင်မူဒေါသေးချအတန်ကိုဘာမှမကြရတော့ပြီသူတို့အလွန်စိုးရင်တော့ခင်ဆွေအောင် ကြကြနာနာမင်္ဂလာဆောင်ချင်းတွင်တောင်းမှဒေါ်သေးချကိုငြင်းငြင်းတက်တက်ပင်တွေ့ရသည်ထိုမင်္ဂလာဆောင်တွင်သူဘာမှမဆွတ်ဖက်လိုက်ရသည်ကိုလည်းဒေါ်သေးချသည်စကားတလုံးမှ ဖွင့်နှွေးပြီးပြောတမ်းမကြပြီစင်စစ်တော့ဒေါ်သေးချသည် အလွန်တနာစရာကောင်းသောမိမအကြီးပင်ကြီးဒေါ်တို့သူကိုပဝင်းချင်းကဘာကြောင့်များမတနာပါလဲ ဆီယာမာကြီးခင်းရင်းတို့ရေးသားထားတဲ့ဒေါ်သေးချာဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။အဲဒီဟုတ်အတန်ဟုတ်လားအော်ဖိုင်မဖန်ဒီဝဲနဲ့ဖိုင်မဖန်ဒီဝဲနဲ့ဟောပြနေအတန်တကြီးကြီးဖြစ်နေဟုတ်လားအချောဆုံးပြီးပြန်ညမှာပဲစာဖတ်မိမကြည့်ဘူးပေါ့နော်ဟမ် စောပြီးရင်ရမှာဖတ်မိပြီးရောဟုတ်လားဘဝိုင်းလားဝါဝါတော့လိုင်းစုံညာရမှာပဲအခုမှနေဖတ်မိရဟုတ်လားအခုအခုလည်းအထင်ပြေနော်ဟုတ်တယ်မမမင်းကိုလေမဖတ်လို့အထင်ပြေလိုက်တာ 哦，行，哎，这样，那我们这边呢，哎，过去那个高攀你啊，我怎么加油过了？那我加油呢，那我来了。ကိုသူကိုသူကဝင်နေရဟို page မှာလေ doctor page မှာလာမှန်းတော့အဲကိုသူကထင်ပြီးတော့စိတ်မကောင်းနေဖြစ်ပြီးတော့ရှင်းလိုက်ရတာပြောကိုသူကမဟုတ်ဘူးလေ ခုဝါးဝါးလေးပေါ့အဲ့ဆိုရင်ဖောက်လိုက်တယ်အစာစုံဟောဖြစ်နန်းမမတတိထားတော့နော်အရင်ဆော့ဖက်ပြီးဆိုရရမင်းနေမဖောက်လိုက်တော့ဘူးကဲအလုံးမဲအတန်လေးတကြီးကြီးဖြစ်နေရဲ့ဆိုတော့အဲကဲအဆူရင်ဇေယျရောနဲ့ဒုက္ခနဲ့လောတဲ့အတွက်ရကောလို့လဲအမဒီနေ့ကဘာမှမဟုတ်ဘူးဇေယျအာနားရလေးမလို့ပြင်လို့ဆိုလိုက်ဖွင့်တယ် ကဲအားလုံးပဲတက်တာပါနော်တစ်ခေါက်မိုက်လေးတတိထားပါမယ်နော်